ားပါကလေးတို့ရေဒီရှင်ကတော့ grade 6တိပ်ပံတင် जा ပေးမဲ့တစ်ချက်ချမ်းဖြစ်ပါတယ်အခန်းရှိဂေယစနစ်ကနေပြီးတော့မှသင်ခန်းစာနှစ်ဂေယစနစ်အမျိုးမျိုးကိုဒီရှင်နဲ့တူတူဆက်ပြီးတော့လေ့လာကြရအောင်အဲ့တော့ဂေယစနစ်အမျိုးမျိုးကဘာပေါ်တွင်တဘာဝဂေယစနစ်အမျိုးမျိုးရှိတယ် အဲ့တော့ဂေယစနစ်ကိုအဓိကအားဖြင့်အမျိုးအစားနှစ်မျိုးခွဲခြားထားတယ်။ဘာလဲဆိုတော့ရေဂေဟစနစ်နဲ့ကုန်းဂေဟစနစ်ဆိုပြီးတော့မှခွဲခြားနိုင်ပါတယ်။ကဲအဲ့တော့ဒီချေတို့လုပ်ငန်းတကလေးကိုတွားရအောင်။အဲ့တော့ဒီချေတို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တဘာဝဂေဟစနစ်ကလေးတွေကိုပြောပြပါ မာနိုင်ငံတွေမှာရှိတဲ့သဘာဝခရီးစနစ်လေးတွေကဘာတွေရှိလဲအာဟုတ်တာဗောဘာလဲဆိုလို့ရှိရင်ဒီချေတို့အမြစ်တွေဟုတ်ပြီနော်ဘာလဲပင်လေတွေပြီးရင်ဘာတောင်ကုန်းတောင်တန်းတွေဒါတွေကဒီချေတို့မြန်မာနိုင်ငံမှာတွင်းမှာရှိတဲ့သဘာဝခရီးစနစ်ကလေးပဲဖြစ်တယ်ကဲတီချေအခုတင်လိုက်တဲ့သင်ခန်းစာလေးကိုနားလည်မယ်လို့တီချေမျှော်လင့်ပါတယ်။နောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်။ ီချဲနဲ့တူတူလုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့သွားရအောင်။အဲတော့ဒီ gear စနစ်ကလေးကိုဒီချဲတို့အကြမ်းပြင်းအဖြစ်နှစ်မျိုးခွဲခြားနိုင်ကြအောင်ကိုဒီချဲတို့ဇယားဆွဲမယ်။ပြီးရင်ဒီချဲတို့တားတို့သမီးတို့ចောင်းသူចောင်းသားလေးတွေကအုပ်စုဖွဲ့ပြီးတော့ gear စနစ်နှစ်ခုမှာ ရှင်းတန်းနေထိုင်တဲ့တက်ရှိလေးတွေကိုဖြည့်ဆွတ်ပါမယ်။ ုတ်ပြီးတရားလေးကိုကြည့်နော်တစ်ချက်စရာလေးဆွပေးထားတယ်အဲ့ဒီမှာရေကရစနစ်ဆိုတဲ့ aquatic ecosystem နဲ့ကုန်းကရစနစ်ဆိုတဲ့ terrestrial ecosystem လေးကိုတစ်ချက်စရာလေးဆွပေးထားတယ်အဲ့ဒီမှာမှတစ်ချက်နမူနာလေးအဖြေလေးတွေပေးထားတယ်ရေကရစနစ်မှာဘာတွေပါမလဲငါးရယ်မိချောင်းရယ်ဟုတ်တယ်တခြားအကောင်လေးတွေရှိသေးရယ်နော်ရေထဲမှာနေတာကဲကုန်းကရစနစ်မှာဆိုရင်ရောဘယ်သူရှိလဲဟုတ်တယ်တမင်တို့မိချောင်းတို့ ထပ်ပြီးတော့ကုန်းပေါ်မှာနေတဲ့သတော်ဝါလေးတွေရှိသေးတယ်နော်ကဲတီချဲအခုတင်လိုက်တဲ့သင်္ကန်းစားလေးကိုနားလည်မယ်လို့တီချဲမျှော်လင့်ပါတယ်။နောက်သင်္ကန်းစားမှာပြန်တွေ့မယ်နော်။ကဲတီချဲတို့လုပ်ငန်းသုံးလေးကိုဆက်ပြီးတော့လေ့လာရအောင်ပေးထားသော ပုံနှပုံရှိเนาะတီချဲတို့ဂေဟာစနစ်မှာဆိုလို့ရှိရင်တော့ နော်ဘယ်လိုမျိုးတွေကြွားချသလဲပြီးသွားလို့ရှိရင်မြည်သည့်တက်ရှိများရှင်သန်နိုင်ပါသလဲပုံလေးတွေကိုလေ့လာကြည့်ပါအောင်အဲ့ဒီပုံလေးနှစ်ပုံပါဆိုလို့ရှိရင်တော့ဟုတ်ပြီနော်ဘလိုမျိုးဂေယစနစ်လေးကြွားချပါသလဲ ဘလို့တက်ရှိလေးတွေရှင်သန်နိုင်ပါတယ်ဒါကတော့တောင်းသမီးတို့ကပုံလေးကိုကြည့်ပြီးတော့တောင်းသမီးတို့ရဲ့မှတ်စုစာအုပ်ကလေးထဲမှာတောင်းသမီးတို့တွေးတဲ့ပုံလေးတွေတွေးတဲ့တံခါးကလေးတွေကိုခြာရေးပေးနော်ကဲတီချဲအခုတင်လိုက်တဲ့သင်ခန်းစာလေးကိုနားလည်မယ်လို့တီချဲမျှော်လင့်ပါတယ်နောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်ကဲဒါဆိုလို့ရှိရင်တော့ဒီကျေတို့လုပ်ငန်းလေးလေးကိုဆက်ပြီးတော့သွားရအောင် လုပ်ငန်းလေး ရေဂေဟစနစ်တွင် ရေချိုနှင့် ရေငန်ဂေဟစနစ်ဟူ၍ထပ်မံခွဲခြားနိုင်ပါတယ်။ပြီးရနောက်မှာတော့တချို့လိုမေးခွန်းလေးတွေမေးပြီးတော့မှ ပေးထားတဲ့သက်ရှိတွေမှာတချို့လိုပေါ်ပြထားတဲ့ရေချိုနှင့်ရေငန်ဂေဟစနစ်မှာမြည်သည်၌ရှင်သန်နေထိုင်ကြသည်နည်းတဲ့ ပေးထားတယ်တချို့စာလေးတွေကြည့်အောင်အဲ့တော့ကြာပင်လမှုတော်ပြီးရင်ပင်လေရင်ကြီးရေမောပင်ငပြေမာရေပုတ်တင်ရောက်သွားကနန်းကဲတချက်ဇာတ်လေးပေးထားတယ်။ဇာတ်မှာရေချိုနဲ့ရေငန်ဆိုတဲ့ဇာတ်လေးပေးထားတယ်။အဲ့တော့တချက်ကိုနေရုံကပြောလိုက်တဲ့เนาะတချက်တို့ဘာဖြစ်လဲ ရေရေမော်ပင်လေးတွေကြာပင်လေးတွေကိုတောက်သမီးလို့တွေကဘယ်ဟာကတော့ရေချိုမှာပေါက်တယ်ဘယ်ဟာကတော့ရေငန်မှာပေါက်တယ်ဆိုတာကိုတစ်ချက်ကိုဖြည့်ပြီးဟုတ်ပြီနော်တောက်သမီးတို့ဖြည့်ပြီးသွားပြီဆိုရင်ဒီချက်နဲ့အတူတူအဖြေလေးပြောကြရအောင်ဟုတ်တယ်ရေချိုမှာပေါက်တာကတော့ကြာပင်ရေမော်ပင်ငပြေမှာရေပုတ်တယ်ဟုတ်တယ်ရေငန်မှာပေါက်တာကရောလမှုတော့ပင်လေရေကြီးရောက်သွား ခဏန်းတို့ဖြစ်တယ်။ကဲဒါတော့သမီးတို့တစ်ချက်နဲ့တူတူဖြည့်ပူးသွားပြီဆိုတော့မှန်လား။ဟုတ်ပြီမှန်တယ်ဆိုလို့ရှိရင်တအားသမီးတို့စောက်လို့မှအမှန်လေးချက်ထားလိုက်နော်။ကဲတီချဲကုတင်လိုက်တဲ့သင်ခန်းစာလေးကိုနားလည်မယ်လို့တီချဲမျှော်လင့်ပါတယ်။နောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်။ကဲဒါဆိုရင်ဒီချိန်နဲ့အတူတူလုပ်ငန်းကားလေးကိုဆက်ပြီးတော့သွားရအောင် လုပ်ငန်းကား အောက်ဖော်ပြပါပုံငါးပုံဤခြားနာချက်ကိုဆွေးနွေးဖော်ထုတ်ပါတဲ့ကဲအဲ့တော့တကယ်လို့ညပုံငါးပုံရဲ့ခြားနာချက်ကလေးကိုဆွေးနွေးပြီးတော့ဖော်ထုတ်ရအောင်ကဲအဲ့တော့ပုံလေးကဂါကြီးခါခွေးဂါငယ်ဂါကြီးငါဆိုပြီးတော့ပုံလေးငါးပုံပေးထားတယ်အဲ့ဒါကတော့ခရီးစနစ်အမျိုးမျိုးเนาะ ကဲကာကြီးကဘာဖြစ်မလဲကြည့်ပါဦးဟုတ်တယ်ကာကြီးကပုံလေးကတော်ဟုတ်ပြီနော်တော်ပုံလေးဖြစ်တယ်နောက်တစ်ခုခါခွေရကောဟုတ်ပြီခါခွေရလေးကတော့ဒီချေတို့ဘာဖြစ်လဲဆိုရင်ခါခွေကပုံလေးကတော့မြစ်ဟုတ်ပြီနော်မြစ်ကလေးဖြစ်တယ်အဲ့တော့မြစ်ဆိုတော့ဒီချေတို့ကဘာဖြစ်မလဲရေချိုပေါ့ဟုတ်ပြီနော်ရေချိုကဲခန်းငယ်ပုံလေးကိုကြည့်ပါဦးတောက်သမီးတို့ဘာဖြစ်လဲအပန်းဖြေခီးသွားတဲ့နေရာလေးလေဘာလေးဖြစ်မလဲ ုတ်တာဗောပင်လေကြီးလေအဲ့တော့ပင်လေဆိုတော့ဘာဖြစ်မလဲရေငန်ဗောရေငန်ခရီးစနစ်ဖြစ်တယ်နော်ကဲဂါကြီးကိုကြည့်ပါဂါကြီးမှာဘာလေးမြင်ရလဲဟုတ်တယ်ဂါကြီးမှာဆိုလို့ရှိရင်ဒီရှေတို့ဘာဖြစ်လဲကလန်အုပ်တွေရှိတယ်ကဲအပင်လေပြီးရင်ဘာဖြစ်လဲသဲတွေရောမတွေ့ဘူးလားတွေ့တယ်အဲ့တော့သူကတော့သဲကန်နေရဖြစ်တယ်ကဲငါ့ကိုကြည့်လိုက်ပါဦးငါ့မှာဘာကိုတွေ့လဲမြင်းချားတွေတွေ့ရတယ်နောက်ထပ်ကော ဟုတ်တယ်မျက်ပင်တွေကိုမတွေ့ရဘူးလားတွေ့ရတယ်အဲ့တော့သူကတော့မျက်ခင်းရဲ့မျက်ခင်းခရီးစနစ်ကလေးပဲဖြစ်တယ်နော်ဒါကတော့တီချေပြောလိုက်တာခရီးစနစ်မျိုးမျိုးနော်ကဲတီချေအခုသင်လိုက်တဲ့သင်ခန်းစာလေးကိုနားလည်မယ်လို့တီချေမျှော်လင့်ပါတယ်နောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်ကဲဟုတ်ပြီဒါဆိုရင်ဒီချိန်နဲ့တူတူလုပ်ငန်း6ကလေးကိုဆက်ပြီးတော့သွားရအောင်အဲ့တော့ ပေးထားသောတတော်ဝါနှင့်အပင်များသည်လုပ်ငန်းငားမှ ပုံများအနက်နေသည့်နေရာတွင် ရှင်သန်နေထိုင်နိုင်ကြသည်ကဲအဲ့တော့ဒီချက်ကဟုတ်ပြီเนาะသူပေးထားတာလေးတွေကိုပြပြပေးမယ်။ကြာကလဲအုံးငန်းတက်ကလဲအုံး ခလောက်မွေငမန်းကြားရှာပင်စင်မြက်ပင်ကျွန်းပင်ဗေဒာပင်ထန်းပင်ကြာပင် လမှုပင်တရက်ပင်ဟုတ်ပြီနော်ဒါကတော့ပေးထားတယ်ကဲအဲ့တော့ဒီချက်နဲ့တူတူဇာတ်လေးကိုဆွဲကြည့်ရအောင်ကဲဒီချက်ဇာတ်လေးဆွဲပေးထားတယ်အဲ့တော့တတော်ကြီးကစနစ်ရှိမယ်ရေချိုကြီးကစနစ်ရေငန်ကြီးကစနစ် တဲကန်နေရဂီယာစနစ်မြက်ခင်းလွင်ပြင်ဂီယာစနစ်ဆိုပြီးဂီယာစနစ်၅မျိုးတရှည်ဆွဲပေးထားတယ်။ကဲကိုနေရတရှည်ရွတ်ပြလိုက်တဲ့နေရာမှာနားတို့သမီးတို့တွေကခွဲပြီးတော့မှတရှည်ကို ဖြည့်ပေးကြည့်ပါဦး။ကဲဟုတ်ပြီ။ဒါဆိုရင်တတော်ဂီယာစနစ်မှာဘသူတွေပါဝင်မလဲ။ဘယ်တတော်ဝါလေးတွေပါဝင်ကြမလဲ။ကဲဟုတ်ပြီ။ဂျာငန်းကျွန်းပင်ထန်းပင်တရက်ပင်ပါတယ်။ ကဲဟုတ်ပြီရေချိုကရစနစ်မှာရောဘာသူတွေပါမလဲဟုတ်တယ်ဗေဒာပင်ကြာပင်เนาะဗေဒာနဲ့ကြာပင်နဲ့ပါမယ်ရေငန်ကရစနစ်မှာဆိုရင်တော့ငမန်လမှုပင်တဲကန်နေရကရစနစ်မှာဆိုရင်တော့ကလတ်အုပ်ခလောင်မွေကြာရှာပင်ပါမယ်မြက်ခင်းလွင်ပင်ကရစနစ်မှာဆိုရင်ရောတက်ကလတ်အုပ်ပါမယ်စင်ပါမယ်မြက်ပင်ပါမယ်ကဲဟုတ်ပြီเนาะတောက်သမီးတို့ဖြည့်ဆွက်ပြီးပြီထင်တယ် ကဲဒါဆိုရင်ဒီကျေတို့အဓိကချက်ကလေးကိုသွားရအောင်အဓိကအချက်များဂေယစနစ်တွင် ရေဂေယစနစ်နှင့် ကုန်းဂေယစနစ်တို့ ပါဝင်နေရေဂေယစနစ်တွင် ရေဂျိုနှင့် ရေငန်ဂေယစနစ်ဟူ၍ထပ်မံခွဲခြားနိုင်ပါတယ်အဲ့တော့ရေဂျိုဂေယစနစ်ဆိုရယ် fresh water ecosystem မှာဆိုရင်တော့ရေကန်စမ်းကြောင်းနဲ့မြစ်တွေပါဝင်ပြီးတော့ရေငန်ဂေယစနစ်ဆိုရဲမှာတော့ marine ecosystem ပေါ့ သူကတော့ပင်လေသမုတ်တရားတွေပါဝင်ပါတယ်။စံချောင်းများသည့်မြေချောင်းများတဲ့သို့စီးဝင်၍မြေချောင်းများသည့်ပင်လေတွင်သို့ စီးဝင်သဖြင့်စံချောင်းမြေချောင်းကရစနစ်သည် ပင်လေကရစနစ်နှင့်ချိတ်ဆက်သောကရစနစ်ဖြစ်ပါတယ်။အဲ့တော့ကုန်းကရစနစ်တွင်လည်းတစ်တော် forest မြခင်းလွင်ပြင် grassland တဲကန်ရဒဇဟူ၍ထပ်မံခွဲခြားနိုင်ပါတယ်။ကဲ ဒါဆိုလို့ရှိရင်တော့တချေအခုပြောလိုက်တဲ့အရာလေးတွေကိုတအားတို့တမီးတို့နားလေသဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်။အခုတချေပြောလိုက်တာကတော့အခန်းရှင်ဂေယစနစ်ကနေပြီးတော့မှသင်ခန်းစာနှစ်ဂေယစနစ်အမျိုးမျိုးကိုတချေရှင်းပြလိုက်တာပဲဖြစ်ပါတယ်။တအားတို့တမီးတို့နားလေလိမ့်မယ်လို့ထင်ပါတယ်။ဒီချင်းနဲ့တူတူနောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်။